မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကအင်အားဖြည့်တင်ထားတော့လေ KIA တက်ဆွဲထားသည့်နေရာများကိုမကျော်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့နယ်တွင်စစ်ကောင်မရှင်နှင့် KIA တပ်များနေရာသုံးခုတပ်မင်းတွင်တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါသည်။ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်တိုက်ပွဲသည်ကြားကာလများ၌ စည်ရေးအခြေအနေများပြောင်းလဲမှုဖြစ်ပေါ်ခဲ့တော့လေယနေ့နိုဝင်ဘာ9ရက်နေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။တိုက်ပွဲကရပ်မသွားဘူးလို့သိရပါတယ်။ဆက်တိုက်ခိုက်နေတော့မှာပဲ။အဓိကကကျွန်တော်တို့တော်လန်ရေးကိုရပ်မထားဘူး။တက်စကန်ထပ်သိမ်းရတာမျိုးတော့မရှိသေးဘူးလို့သိထားရပါတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ဗမော်တက္ကသိုလ်ဝင်၃မိုင်နဲ့ခလာရ၄၈ဘတ်တို့သွားရလမ်းတစ်လျှောက်စစ်ကော်မရှင်ကလက်နက်ကြီးဖြင့်စစ်ကြောင်းထုံးမှုများရှိ၍တိုက်ပွဲများနေ့စဉ်ရှိနေကြောင်း KIA မှပုံမူးကြီးညော်ဘူးက KNG သတင်းမီဒီယာကိုဖြေကြားထားပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲအတွင်းဩဂုတ်လမတိုင်ခင်အထိစစ်ကော်မရှင်၏တိုက်လီယင်နှစ်ဆင်းအထိပြစ်ချနိုင်ခဲ့ပြီးမျိုးဤအရေးပါသောနေရာအများစုကိုသိမ်းယူက KIA ကစီးရီးအသာစီးရနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်တရက်နေ့ကမမော်တို့စိုက်ကပ်လာပြီးစစ်သင်္ဘောများမှလက်နက်ခရမ်းများနဲ့စစ်ကူအင်အားတထောင်ကျော်တို့ကြောင့်စစ်ကော်မရှင်က KIA သိမ်းယူထားသည့်တရင်အချုပ်ကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ထို့ပြင်စစ်ကော်မရှင်ကလေရင်တစ်စင်းဖြင့်စစ်ကူအင်အားများကိုယခုရက်ပိုင်းအတွင်ထပ်မံဖြည့်တင်းခဲ့ကြောင်းသိရပါတယ်။စစ်ကူထပ်ပြေထားပြီးထိုးစစ်ဆင်မှုများပြုလုပ်နေတော့လေ KIA စုံမိုးထားသည့်နေမည်များကိုစစ်ကော်မရှင်ကထိုးပေါက်ဝင်ရောက်နိုင်ခြင်းမရှိသည့်အခြေအနေနှင့်ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းမပေါ်တော်လရေးပူပေါင်းတနင်းအချမ်းဖတ်စစ်တပ်တိုက်ပွဲဖြစ်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းရှိပြုမြို့နယ်တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းမပေါ်မှာတော်လရေးပူပေါင်းတနင်းအချမ်းဖတ်စစ်တပ်တို့ထိထွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားအများပြားသေဆုံးခဲ့တယ်လို့ဝေဟင်တပ်ဖွဲ့ကတရင်ထုတ်ပြန်ပါတယ်။တဝဲခရိုင်ရေပြူမြို့နယ်ဝက်ချောင်းရွာနယ်မူတူးရွာကြားတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းမပေါ်မှာအောက်တိုဘာ25ရက်မနက်ပိုင်းက ရန်နီယာတွေနဲ့လမ်းလုပ်ငန်းကိုကာကင်းယူထားတဲ့အကြံဖက်စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတစ်နာရီကြာဖြစ်ပွားခဲ့ပြီးတော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြံဖက်စစ်သားအများပြားသေဆုံးခဲ့ပြီးတော်လှန်ရေးရဲဘော်၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒေါနာတက်ခွဲချောင်းရေပြူတောင်ပိုင်းဘွေခင်တပ်ဖွဲ့ရေပြူမြို့နယ်အတွင်အခြေဆိုင်မဟာမိတ်ပူးပေါင်းတပ်နဲ့ဘာထူးတပ်မတော် PHA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးစားတောင်တွင်အကြံဖက်စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးစေုပ်စုထိခိုက်ဒေဆုံးမှုများရှိကလက်နက်ခဲယံများ PDF ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မျိုးနဲ့အစက်နဲ့စားတောင်မျိုးအနောက်ဘက်ခြမ်းမှာအကြံဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လရီတပ်တွေပြီးခဲ့တဲ့အောက်တိုဘာလအတွင်းထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီးစေအိုစုဘက်မှထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကစကိုင်းခရိုင်စားတောင်မျိုးစစ်တပ်ထိတ်ခါနေ ထွက်လာတဲ့အင်အားတရာခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေဝက်လက်မြို့နယ်အဆက်လမ်းကူးလက်တနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲတွင်စစ်အုပ်စုဘက်ကဆယ်ယောက်ခန့်တိစုံကလက်နက်ခဲယံတချို့ရရှိခဲ့ကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုလက်ကျန်စစ်သားတွေကတည်ဆောင်ကစားတော်မျိုးကိုပြန်လည်ဆုတ်ခွာသွားကြောင်းဗိုလ်ချားရိုင်းပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ထိတွေ့မှုဖြစ်တာကစကိုင်းခရိုင်အစုံနာဝက်လက်အဆက်မှာပါ။ဝက်လက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့သဘောပေါ် အဲ့မှာထီတော့စားတောင်ဘက်ပြန်ဆုတ်သွားတာလက်ရှိတော့စစ်ကြောင်းကဆုတ်လိုက်ဝင်လိုက်ပါပဲလို့ဘိုးချားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်တိုက်ပွဲဟာ나ယူဘက်နီးပါးကြာမြင့်ခဲ့ပြီးစေအုစုတွေဆုတ်ခွာသွားချိန်ဒေါ်လန်ရေးတက်တွေနေနေရှင်းလင်းရေးလှုပ်ဆောင်ရမှာတော့ MB1 MK1 အမျိုးဥစားတနက်နှလန်း RPG ဘူးနဲ့40မမဘုံသီးတွေတိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုမှာဗိုလ်ချားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြေပြင်လှုပ်ရှားအဖွဲ့အနေနဲ့ ပါဝင်ပြီးဝရနဲ့စကိုင်းအခြေဆိုင်တော်လရေးတက်တွေလှုပ်ဆောင်ခဲ့တာဖြစ်ကောင်းရဲဘော်တွေအထူးကမရှိခဲ့ဘူးလို့ထုတ်ပြန်ပါတယ်။ကြာပြင်အော်တိုဘာလ31ရက်နေ့ညနေပိုင်းကလည်းစားတော်မျိုးအနောက်ဘက်စီတနက်ပြက်ဖောက်စီးနှင်းလာတဲ့အချမ်းဘတ်စစ်ကြောင်းနဲ့တော်လရေးတက်တွေထိထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးစေအုပ်စုဘက်မှ9ရောက်တိဆုံကတိဆုံအလောင်းတွေကိုဖြစ်တယ်လို့ကြေညာသွားတယ်လို့စားတော်မျိုးချိုးပြည်သူ့ကောက်ပွဲရေးတက်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။သူတို့ကစားတော်မျိုးအနောက်ဘက်ကိုစစ်ကြောင်းထိုးတာပါပြည်သူတွေကိုလိုက်ပစ်တဲ့ပေါ် အဲ့မှာကျွန်တော်တို့ကစကိုင်းခရိုင်ကိုခဲ့ရရဲ့လမ်းညွန်ချက်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ MA1 တနက်တလန်60မမဘုံသီးနှလုံးနဲ့ကြီးအိမ်၃ခုနဲ့စစ်အုံဆောင်ပစ္စည်းတချို့ရရှိခဲ့ပါတယ်။တိရာ၅ယောက်ရှိတဲ့၁၀ယောက်တန်ရရတယ်လို့သတင်းရတယ်။ထေသွားတဲ့ခွေးတွေကိုတော်တဲ့တနေရာမှာဖြစ်တယ်လို့မိရှုထားခဲ့ပါတယ်လို့စားတော်မိုးချိုပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။လက်ရှိမှာပွလမြို့နယ်အတွင်းအကြံဖတ်စေအုပ်စုကမြို့နယ်အရှိနဲ့အနောက်စစ်ကြောင်းတွေပြိုင်ထိုးနေပြီးအရက်သားတွေကိုတပ်ဖြတ်တာ ဖန်ဆီးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစားတော်မျိုးကနေထွက်လာတဲ့အချမ်းဖက်စစ်ကြောင်းဟာလှထွေကြီးပါအတွင်တနက်ပစ်ခတ်စီးနေခဲ့လို့အရက်သားတယောက်တေဆုံးက၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။လက်ရှိမှာဘွလက်မျိုးအနောက်ဘက်ရွာသားကြီးကြီးရွာမှာစေုပ်စုစစ်ကြောင်းတွေပေါင်းစုံနေပြီးမြို့နယ်တွင်စစ်ကြောင်းတွေထိုးနေတယ်လို့မောက်ခတိရွာခံ၄၀ကျော်ကိုလည်းတစားကလုပ်ပြီးဖမ်းဆီးထားတယ်လို့ Wallet Information Network တာဝန်ရှိသူကပြောပါတယ်။ဆလပီရှမ်းမြောက်မှပြန်ခေါ်လာသည့်စစ်ကော်မရှင်တပ်များ မရီယာဘတ်သူအင်အားအလုံးရင်းနဲ့ဝင်ရောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းမြောက်တွင်စစ်ကော်မရှင်နှင့်တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့အပြစ်ခတ်ရဲစဲလိုက်ပြီးနောက်စစ်ကော်မရှင်က၎င်းတို့တပ်ဖြန့်ထားသည့်ရှမ်းမြောက်ရှိတပ်များကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နေမြေအတွင်ကိုပြန်လည်ခေါ်ယူလာကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့တွင်ရှမ်းမြောက်ဘက်မှပြန်ဆင်းလာသည့်စစ်ကော်မရှင်တပ်များစစ်တုံးကားကြီးအစီး90ကျော်သည့်မရီယာဘတ်သူကားအစီး40ဝင်ရောက်သွားကြောင်းသိရပါတယ်။ မင်းမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတယ်။မိထီလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်။မထရာကြောက်တရားကိုအစီး40ဝင်ပါတယ်ဟုတော်လိုက်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောပါတယ်။ထိုးထိုးတက်အင်အားများပို့ခဲ့ပြီးနောက်စစ်ကော်မရှင်ကမထရာမျိုးနယ်အတွင်းစစ်ကြောင်း၃ကြောင်းထက်မနည်းခွဲကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်လာသည့်အတွက်တော်လိုက်ရေးတပ်ဖွဲ့များတပ်ဆွဲထားရာနေရာအချို့မှာစုကွာပြရကြောင်းသိရပါတယ်။စစ်ကော်မရှင်ကရှမ်းမြောက်မှနေပြီးအမတ်စနစ်စစ်စီရေးကိုကဲမှုဌာနချုပ် စကားခါစနေတက်မ17စစ်ကြောင်းများကိုပြန်ခေါ်ဆင်းလာပြီးတောင်ခမ်းမတီပေါ်မိုးကုတ်လန်တဝက်အထိစကားခါစနေတက်မ17တက်မ55လက်အောက်ခံစစ်ကြောင်းများကိုတုံထားကြောင်းသိရပါတယ်။ထို့ပြင်မိုးကုတ်ပြင်းဦးလင်မရိယာနေမြများတွင်အမှတ်စနစ်စစ်စီရေးကိုကဲမှုဌာနကြောင်းစကားခါ18စစ်ကြောင်းများချန်ထားခဲ့ကြောင်းသိရပါတယ်။တိန်ဒီတွင်စစ်ရှုံးထားသည့်တက်မဟာ16ကိုစကားခါ1စကားခါ16နဲ့ ဓာကဆလောက်ကင်ဘက်မှပြတ်သွားသည့်တရင်များဖြင့်ပြန်လည်ဖွဲ့စည်းထားပြီးလက်တလောသိမ်းယူရရှိထားသည့်လာရှိုးတီပေါ်ကြောင့်ပင်နောင်ချိုတို့တွင်တက်ဖြန့်ထားပြီးမိုင်းရဲနှင့်တန်ရံမြို့ကိုပါတက်ဖြန့်ဆောင်ကြည့်ထားကြောင်းသိရပါသည်။စစ်ကော်မရှင်ပြန်လည်တောင်းယူထားသည့်မိုးမိတ်မြို့သည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခနေမြေအတွင်ပါဝင်သည့်အတွက်မိုးမိတ်တို့စစ်ကော်မရှင်စစ်ကြောင်းဖွင့်နိုင်ရန်အရှိမြောက်တိုင်းစစ်ဌာနချုပ်နေမြေတစ်ခုသာရှိကြောင်းသိရပါသည်။ စစ်ကော်မရှင်သည်ရှမ်းမြောက်တွင်စစ်ရေးစိတ်ထိုက်ပြင်ဆင်နေပြီးတန်ချက်ကားကားများ၊ဒရုန်းများ၊မြေပြင်ထိုးစစ်စစ်ကြောင်းများကိုမန္တလေးမတရားမိုးခုတ်လမ်းတစ်လျှောက်ကိုပူးဆောင်စစ်ကြောင်းထိုးစီကြောင်းသိရပါသည်။မရရာတို့မြေပြင်စစ်ကြောင်းအင်အားတစ်ထောင်ခန့်အပြင်တန်ချက်ကားကားများ၊တင်ကားများနှင့်နောင်ချိုမြို့နယ်ပန်ပွေးချင်းရွာဘက်မှပါဇက်တိုက်ပြုလုပ်လာခြင်းဖြစ်ပါသည်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။